ဒီ US government ကနေပြီးတော့ DGB ခေါင်းဆောင်တရားဖို့မှာပိတ်ဆို့တဲ့ကိစ္စကတော့အဲ့ဒီ DGB အဖွဲ့အစည်းနဲ့ခေါင်းဆောင်ဒီဥပမာအနေနဲ့အများအကျိုးသက်ရောက်မှုတွေရှိတာလိမ့်မယ်လို့မြင်တယ်။အဲနောက်တစ်ခုကဒီလိုအရေးပိတ်ဆို့တယ်ဆိုကြတဲ့ခုက ဒီကောင်းဆောင်လေးဦးရဲ့ပန်ဆိုင်မှုတွေကမြန်မာနိုင်ငံအပြင်ဘယ်နေရာဘယ်ဒီသားတွေမှာဘလောက်အတိုင်းအတာတွေရှိတယ်ဆိုတာကို US ကအသေးချာသိလို့ဒါလို့ပိတ်ဆို့မှုလုပ်တာပါဆိုတော့နောက်ဒီနေရာမှာသတိထားမိတာကအခု US ကနေပြီးတော့ဒီပိတ်ဆို့မှုနဲ့အတူသူတို့ဒီကြားဖြတ်ကိုတိုက်ဖြတ်မဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်ကွန်ပေါင်းအဖွဲ့အစည်းတစ်ခုဖွဲ့စည်းတဲ့အခါမှာအဓိကအဖြစ် မေကနိုင်ငံရဲ့နာမည်ကျော်ထောက်တိုင်း FBI အဖွဲ့ကပါဝင်လာတာကိုတွေ့ရတယ်။အဲ့တော့ဒီလိုအရေးယူပိတ်ဆို့လိုက်ပါပြီဆိုတဲ့ကြေညာချက်ဒီ US အနေနဲ့အရန်ရောက်ရောက်ထွက်လေထွက်ထမရှိပါဘူး။တကယ်တိကျခိုင်မာတဲ့သတင်းအချက်လက်နဲ့သူတို့စုံစမ်းစစ်ဆေးမှုတွေလုပ်ထားတဲ့အတွက်ကြောင့်သာဒီလိုကြေညာချက်ထွက်လာပါတယ်။အနှစ်ချုပ်ပြောရမယ်ဆိုဒီကြေညာချက်နဲ့အတူ DKB အဖွဲ့စီအဲ့ဒီအဖွဲ့စီ တဲ့ဆက်နွယ်တဲ့ဒီခေါင်းဆောင်၄ဦးပေါ်မှာတော့အနည်းနဲ့အများ အကျိုးသက်ရောက်မှုဖြစ်လာနိုင်တယ်လို့ကျွန်တော်ကြိုတင်သုံးသပ်လို့ရပါတယ်